တရုတ်နိုင်ငံရဲ့ဂျောင်းဝင်ဖိအားပေးမှုကြောင့်တန်းတက်မလို့ DNL ကတင်ပိုက်ထားတဲ့မူကုံမျိုးဟာစစ်ကော်မရှင်ရဲ့လက်ထက်ကိုပြန်ပြီးတော့ရောက်တော်မှာပါဒီကနေ့နိုဝင်ဘာလ28ရက်နေ့မှာမူကုံမျိုးနယ်ထဲမှာတက်ဆွဲထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအားလုံးမျိုးပေါ်ကနေစုခွာသွားပြီလို့ဒေသခံတွေကပြောပါတယ်တန်းတက် DNL ရဲ့ညွန်ကြားချက်အရနိုဝင်ဘာလ25ရက်နေ့နောက်ပိုင်းကစပြီးတော့မျိုးပပတ်လေကဗျူဟာကုန်းတွေမှာရှိနေတဲ့တပ်ဖွဲ့ဝင်တွေပါ စွန့်ခွာသွားတာပဲဖြစ်ပါတယ် DNLA ဟာသူတို့ဖွင့်ထားတဲ့ဌာနဆိုင်ရာယုံတွေနောက်ပြီးတော့ကြောက်မြတ်ဒုဖော်ရေးလုပ်ငန်းတွေကိုပါရပ်ဆိုင်းပြီးတော့တက်ဖွဲ ်အများစုကိုပြန်ရုပ်နေပြီလို့ဒေသခံတွေကပြောပါတယ်။လာမယ့်ဒီနိုဝင်ဘာလ30ရက်နေ့နဲ့ဒီဇင်ဘာလ1ရက်နေ့မှာတော့ကြံနေတဲ့အင်အားတွေပါအပိသက်ဆုတ်ခွာသွားတော့မှာပဲဖြစ်ပါတယ်။စစ်ကော်မရှင်တပ်သားတွေကို DNLA ကဒီလုံခြုံရေးယူပေးပြီးတော့မြို့ထဲကိုပြန်ခေါ်သွင်းလာမယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒီလိုမျိုးအခြေအနေတွေကြောင့်မိုးကုတ်မြို့ခံလူထုရဲ့၃ပုံ၂ပုံလောက်ကတော့မြို့ကနေအလုံးအရင်နဲ့ထွက်ပြေးတိမ်းရှောင်နေကြပါပြီ။မြို့ရင်းမှာလ လူသွားလူလာမရှိပဲတိတ်ဆိတ်၆ကပ်နေပြီးတော့မြို့ခံတွေဟာစစ်ကော်မရှင်တက်ပြန်ပြီးတော့ဝင်လာမှာကိုစိုးရိမ်နေကြပါတယ်